ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ KM Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Maria Channel ကနေစိတ်ဝင်စားစရာပရလောကဇလံကောင်းများစွာကိုရွေးချယ်တင်ဆက်ပေးညာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့စာရင်းစရာအေကံမင်းကြီးတာထားတဲ့ကြောက်တလုံးတိုက်ဆိုရဲပရလောကဇလံကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလံလေးမစတင်ခင်မှာ Maria Channel ကို Like and Subscribe လုပ်ထားပြီးတော့ဇလံသစ်တွေဒီနေ့မှာသိရှိနိုင်အောင်လေးဘေးနားအနုတီခန်းကောင်းလေးကိုနှိပ်ထားပေးကြပါအောင်ရှင်။ ယေကျွတ်တမားရှင်ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ပေကုံးရွာအလဲရှိအိမ်ချံဝင်းကြီးအတွင်လူများရှုပ်ရှက်ခက်မြဝင်းထက်သွားလာနေကြတယ်။အိမ်ရှင်ရဲ့သမီးမှာစိတ်နောက်ပြီးအိမ်ရှိသူများကို ပြက်တနာမျိုးစုံရှာနေသဖြင့်ကောက်ကငင်ကားဖြစ်လာက သမီးရဲ့ယောဂကုသနိုင်ရေးအတွက်စဉ်စားမရစိတ်ဆင်းရဲနေကြရတယ်။တညလုံးတမနဲ့လုံးယောဂဆိုးဝနေသဖြင့်အနာတို့မိသူမှမကန်နိုင်ကြ။အော်ဟင်းဆဲဆိုလိုက်၊တခြင်းဆိုလိုက် ငုံလိုက်ရယ်လိုက်ဖြစ်နေရဲ့အစာကျွေးလည်းမရအစာစာထဲတဲ့ပကံနဲ့ကောက်ပေါက်ကားတယ်အိမ်ခန်းထဲမှာအပြင်လဲမထွက်တော့ထိုကဲ့သို့ယောဂါဖောင်းနေရကြောင့်ထိုယောဂါမျိုးကုသနိုင်မဲ့ဆရာကိုစုံစမ်းနေတတိယအစာနာမရနေကင်းတနိုင်ခန်းရောက်တော့တိုက်ဆိုင်စွာ ရွာရဲသို့အောက်လန်းဆရာလွလုံးပျောကဆရာလွလုံးရောက်လာကြောင်းတတိယရောက်လာရင်တတိယကြကြချင်းတမီးဖြစ်သူအားကုသပေးရန်တွားရောက်ပင့်ဆောင်လေဆရာနဲ့တပည့်နှစ်ယောက်တို့ပျောကကုသရန် အိမ်ကြီးတို့လိုက်လာစဉ်စိတ်ဝင်စားကြတဲ့ရွာသားတို့လည်းနောက်ကလိုက်လာခဲ့ကြတယ်။ပင်းလာတဲ့ဆရာလည်းအိမ်ယူကန်း၌အခန့်သာထိုင်လိုက်တယ်။ဒုနာအိမ်ခန့်အတွင်မှတယုံယုံပြုတ်မှုလျက်အွန်လိုင်းငုံလိုက်ရှဲလိုက်လုပ်နေတဲ့ယောဂတဲ့မင်းကလေးအတန်းအတိုင်းသာကြားနေရတယ်။ကဲမိခင်နဲ့တူအမျိုးသမီးတယောက်အခန့်တွေ့ရမင်းကလေးအပြင်ခေါ်ခဲ့ပါ။မိခင်နဲ့တူအမျိုးသမီးတယောက်အခန့်တွေ့ဝင်သွားတယ်။သွားမလိုက်ဘူး။နင်းတို့ကဘာမလို့ငါ့ကိုလာခေါ်ရလဲ။ထွက်သွားခုထွက်သွား လာပါသမီးရဲ့ဆရာခေါ်နေပါသမီးရဲ့အခုခန်းညာထွက်ဘဲကဲတော့မှချော့မော့ပြီးခေါ်ရင်းမရဒါကြောင့်လက်လျှော်ပြီးအခန်းပြင်ကိုပြန်ထွက်လာခဲ့ထားလိုက်ဘသူမှမခေါ်နဲ့တော့ကျုပ်ခေါ်ထုတ်မယ်အိမ်ဝန်ခန်းမှာအခန့်သားထိုင်နေတဲ့ဆရာကအမိန့်တန်ပပနဲ့ပြောလိုက်ရာမိခင်ဖြစ်သူလဲအခန်းနဲ့သမီးကိုထည့်ခဲ့ကဆရာကြီးဆိုသူရဲ့တပည့်များပြီးမှလာ၍ထိုင်နေလိုက်တယ်မိခင်နဲ့ဖခင်တို့လည်းသမီးရဲ့အခြေအနေစိုးနေတဲ့အတွက်စိတ်မကောင်းကြ ိတ်မချမ်းသာစွာနဲ့ဆရာကိုအာကိုတကြီးကြည့်နေမိရဲ့။ထိုကဆရာကြီးဆိုသူဟာအမိန့်တန်ပပနဲ့တမားကုံပြလျော်ရယ်။ဂိုင်းကန်းကောင်းခေါ်လို့မလိုက်တဲ့မိန်းကလေးဆိုင်ရာပိုင်ရာတို့ကကြက်မှတ်ပြီးလူနာငါရှည်ခေါ်လာကြစမ်း။ထိုကဲ့သို့အမိန့်ပပအော်ပြီးပြောလိုက်တဲ့စကားတန်အစုံမှာအခန်းတွင်မှမိန်းကလေးဟာရိုသေကျုံနော်စွာဆရာရှည်တို့ထွက်လာပြီးထိုင်လိုက်လေ။မိခင်ဖြစ်သူချုံမော့သွားခေါ်ရာ အကြောက်ကန်ငင်းဆန်ပြီးအော်ဟစ်မောင်းထုတ်ခဲ့မိန်းကလေးမှာစွစောကသူဘာမှမလုပ်ခဲ့သည့်အလားအေးစိစွာထွက်လာသည်ကိုမြင်ပြီးလာကြည့်ကြရရွာသားတို့ဆရာကြီးကိုအထင်ကြီးသွားကြတယ်။တတော်စွမ်းနေဆရာပဲအတင်းစွဲခွာတော့မလိုက်တဲ့မိန်းကလေးအမိတ်တစ်ချက်ပေးလိုက်တာနဲ့ထွက်လာအောင်လုပ်နိုင်တယ်။ထို့နောက်ဆရာကြီးကရောက်လာကြရရွာသားတို့ဘက်လှည့်ပြီးလူကိုပြုစားနှောက်ရက်ပွန်အမျိုးမျိုးရှိရဲ့ကွဘလူးတပတ်ဥပါတို့အတိုက်ခတ်လုပ်ခြင်းတော်သူပြုစားတယ်လို့ခေါ်တယ် တစေပိတ်တာကိုဖုတ်လို့ခေါ်ပြီးတရဲ့ကိုအစိမ်အဝါလို့တတ်မှတ်ကြတယ်။တောသူပြူဆိုင်မိုင်ထိုင်ထိုင်တွေ့တွေ့ဝင်ဝင်နဲ့မျက်တောင်မခတ်ပဲနေတတ်ကြတယ်။ဖုတ်အစိမ်တရဲ့ကိုဝင်ကြိုက်ခင်ခေါင်းငိုက်ဆိုင်ကျနေပြီးဇလေးတလို့ဖြစ်နေတတ်တယ်။ဆုံးပြူဆိုင်တော့ဥကောင်းမငြိမ်မတန်နဲ့ရင်မောနေတတ်တယ်။နတ်လုံထိုင်တော့မျက်စိကြည့်ပါရဲရင်လေတကူလုံးတဆက်ဆက်တုံနေတတ်တယ်။ကဲလာကြည့်ရဲ့ရွာသားတွေရောငါတပည့်တွေရောဒီမင်းကလေးဘလို့မြင်ကြလဲ။လာကြည့်ကြရွာသားတွေကဘာမှမပြော ဆရာနဲ့ပါလိုက်တပည့်တယောက်ကမှန်ပါမိန်းကလေးကအရွယ်နဲ့မလိုက်အောင်မျက်စိအကြည့်အရဲတင်တယ်ကိုခန္ဓာလည်းတဆက်ဆက်တုံနေရဲ့ဆရာဒါကြောင့်နှက်ဆွဲနှက်ကင်ထားဖြစ်နိုင်ပါ යි ဆရာနှက်ကင်ထားရင်ဆိုရင်ဘလို့နှမျိုးလို့ငါတပည့်ရီထင်လဲပညာရှင်တယောက်ကနှက်ဆရာနှက်နဲ့တိုက်ထားရလို့တပည့်ထင်ပါ යි ဆရာကြီးအေးငါတပည့်တွေတွေးတော့ထင်မြင်ယူဆချက်ကဓာတ်တိမှန်တကွယ်နှက်နဲ့တိုက်ထားတာဆိုပါလားဘလို့လူမျိုးကဘာနဲ့ပဲတိုက်ထားတိုက်ထား ဆရာနဲ့တွေ့မှာတော့ပျောက်ပြီလို့သာမှတ်လိုက်တော့အာကိုပါဆရာကြီးရဲ့ဆရာကြီးဆိုသူကစေကုသပေးရမလုပ်သေးပဲရွာသူရွာသားတွေအထင်ကြီးလာစေရန်တမားကုံပြန်နေထို့နောက်တော့အောင်လန်းဆရာကြီးကလူနာမင်းကလေးရဲ့မိဘများဘက်သို့လှည့်လိုက်ပြီးဘလို့လဲလူနာမင်းကလေးကိုစေကုသဖို့ကျုံလက်ကိုအပ်တယ်မဟုတ်လားဆရာရဲ့အာကိုပါတမီးလေးကိုသာပြောင်းအောင်ကုသပေးပါစေကုသကထထိုက်တယ်နဲ့ပူဇော်ပါမယ်ကောင်းပြီမင်းကလေးဆရာစည်းစည်ရင်ဆရာရှိတယ် အခန်းထဲမှာခဏသွားပြန်နေစမ်းအခန်းထဲမှာငင်ငင်လေးနေမအော်နဲ့မငိုနဲ့တချင်းလေးမစုံနဲ့သွားအခုထားပြီးသွားတော့မိန်ကလေးလည်းယောဂတဲ့တရားမဟုတ်တော့သည့်သဖြင့်ဆရာခိုင်းတဲ့အတိုင်းရိုသေကျိုးနွန်စွာထားသွားတယ်။တို့ကဲ့သို့ဆရာရဲ့အပြောဆိုအောက်မှာတာမန်မိန်ကလေးသဖြင့်အမိတ်အားနာခံပြီးခိုင်းတဲ့အတိုင်းပြုတ်မှုတီကုန်ညှိကြရတဲ့ရွာသားတို့နဲ့မိဘနှစ်ပါးကဆရာကို လုံးဝအထင်ကြီးသွားတယ်။ဒီဆရာသာကိုရင်ကျိတ်တည်ပြောက်လိမ့်မယ်။တိတ်တော်တာပဲ ချီချူးတံပြန်ထွက်လာသလိုအားမလို့အားမရညှင်းညူပြောဆိုတံပြန်ကိုလည်းကြားရတယ်။ငါတို့ကမိန်းကလေးကိုပြူစားထားတဲ့နေ့တီးစီကဘလို့ပြညာပြိုင်ပါလဲ။စီကဘလို့နှိမ့်နေကုတာမှလဲကြည့်ချင်လို့လာတာ။စေးမကုသေးပဲအခန်းထဲပြန်ဝင်ခိုင်းလိုက်တယ်။အခန်းထဲမှာများဆရာကြီးဝင်သွားပြီစေးကုမလို့လား။ဟာမင်းစကားရလေ။ဆရာကြီးပြောတယ်မဟုတ်လား။စေးစီင်စရာရှိသေးလို့ဆိုတယ်မဟုတ်လား။စေးစီင်ပြီး ကုမှာပေါ့။ငါတို့စိတ်ဝင်စားမပြန်မဲစောင့်ကြည့်သွားရမယ်။ထိုအချိန်မှာ ကြောက်တလုံးတိုင်းရှိရာတောင်ကျော်သို့ခီးထွက်လာ၏အထက်လန်းစရာကြီးနှင့်တပည့်တော်ပေကုန်းရွာတွင်မဝင်မဲပတ်ရွေလာခဲ့ကြသည်။ရွာဝင်လမ်းပေးမှာရွာဦးနှက်စင်ကြီးကညောင်ပင်ကြီးအောက်မှာအခန့်အသာရှိနေ။နှက်စင်ရှိသူအရောက်မှာစရာကြီးကတစုံတစ်ခုကိုအာယုံပြုတ်မိသွားသည့်အလားခနာများရှက်လိုက်တယ်။မောင်ဤဟုတ်ကဲ့အမိတ်ရှိပါစရာ။နှက်စင်ရှိအရောက်မှာမကောင်းတဲ့အငွေသက်ရတယ်။နှက်စင်သာသွားစမ်း။စရာကြီးခိုင်းတဲ့အတိုင်းမောင်ဤလည်းနှက်စင်အနီးသို့သွားလိုက်တယ်။ မောင်ဤနတ်စင်အောက်ကိုမြင်တလောက်သာငုံကြည့်စမ်းမင်းကောင်နတ်စင်အောင်မရောက်စေနဲ့စာရေးထားတာမျိုးတွေတွေ့လားတွေ့ရဲ့ဆရာကြီးအေးလို့လို့စာလို့လို့မထင်မရှားရေးထားတာတွေ့ပါလေဆရာကြီးကဲတွေ့ရဲဆိုဒီကိုအမြန်လာခဲ့ကွဆရာကြီးဒီအရေးအောက်မှာစောင့်နေမယ်မောင်ဤပါတယ်ဝေတရော်နဲ့ကင်မွန်းရေရှာခဲ့ဈေးဆိုင်မှာမရမှအိမ်တွေမှာအကူညီတောင်းနန်းသားရေးပါရအောင်ယူခဲ့ရေးတန်းတန်းတပုတ်လောက်ပါရွာသားတယောက်ကိုအကူညီတောင်းပြီးခေါ်လာခဲ့ မြန်နိုင်သမျှမြ мян လေးလှုပ်ခဲ့ဆရာတို့နောက်ကျရင်လူရုံမှာတစုလှည့်စားတာလူတွေနဲ့တွေခံရတော့မယ်ဒီကိစ္စမြ мян ရှင်းနိုင်မှာဟုတ်ကဲ့ကျွန်တော်ရွာထဲမြန်သွားပြီးယူခဲ့ပါမယ်နိုင်ဝက်နေပါခန့်ကြတော့မောင်အေးနဲ့ရွာသားတယောက်ပြန်လာကြတယ်ဆရာကြီးခိုင်းတဲ့အတိုင်းနတ်ဆင်ရှိမှအမိန့်ပြန်လိုက်တယ်ဒုံနောက်နတ်သားကြီးနဲ့စာများကိုပြောင်းစင်သွားအောင်စီကြုံလိုက်တယ်တယောက်ကမုန်းရီဖြစ်နတ်ဆင်အားပတ်ပြန်လိုက်ပြီးနောက်ဆရာကြီးကအောင်မြင်သောအတန်နဲ့ကိုင်ငါ့ဆရာအမိန့် တင်ရွာဆောင်နှံအားချုပ်နှောင်ထားသောအနောင်ဖွဲ့မြောင်ဖြီးပြီးဖြစ်တဲ့အတွက်တင်အားချုပ်နှောင်ခဲ့သောအောင်လန်းစရာလူရုံမှာတင်ကိုယ်တိုင်နှိမ်နှင်းရမယ်ငါစရာအမိတ်ထိုအချိန်မှာပဲအင်ကြီးပေါ်မှာဆရာကြီးဆိုသူကဇေဝါများစီရင်ပြီးပြီဆိုကမိန်ကလေးအားအခန်းပြင်သို့ထွက်လာရန်အမိတ်ပေးလိုက်တယ်။ဟဲ့ဆရာဆုံးနေရများရရဆော့ဆော့ငါ့ဟိန်းလာဟောက်လာလို့အခုမင်းတို့ဆရာတပည့်ငါ့အကြောင်းသိစေရမယ် အခန်းတွင်မှခုံထွက်လာသူမှာရိုတီကျုံးနုံသောမိန်းကလေးအသွင်မဟုတ်တော့ပေလူသက်တော်မယ်မိမချမ်းတယောက်နဲ့မာကျော်ခက်ထန်တဲ့အသွင်ကိုတွေ့လိုက်ရယ်ငါစီအောင်မလေးမစားနင့်ကိုငါအကြောင်းပြရသေးရပေါ့မင်းမပြခင်ငါပြမယ်ဟိထုံမိန်းကလေးလဲမိဖို့အခန်းသို့ပြေးဝင်သွားပြီးချက်ချင်းအပြင်သို့ခုံထွက်လိုက်မိန်းကလေးလက်ထဲမှာချင်းခုတ်ဓာကြီးပါလိုက်ထိုဓာကြီးကိုဝင့်ကရှောင်းနိုင်ရှောင်းဟိအောင်လန်းစရာနဲ့တပည့်နှစ်ယောက်တို့လည်း ိမ်ပေါ်မှာအသက်လွပြီးဆင်းပြေးရလျော်တယ်။လူနာမင်းကလေးကဓာကြီးကိုဝင့်ပြီးနောက်ကအတင်းလိုက်လေ။ဆရာတပည့်တစုလည်းရွာပြင်သို့အောက်ကုံတုပ်ပြေးလာသလိုဓာကင်ထားတဲ့မင်းကလေးကနောက်ကပြေးလိုက်နေသည်ကိုလှမ်းမြင်လိုက်သဖြင့်အထက်လန်းဆရာကြီးနဲ့မောင်အေးတို့လည်းညောင်ပင်ကြီးကွယ်ပြီးပုန်းနေလိုက်တယ်။ဆရာတပည့်အုံရောက်နတ်ဆင်နဲ့ဝေးအောင်ရွာပြင်သို့ရှောက်အောင်ပြေးထွက်သွားတော့တယ်။ဓာကင်မင်းကလေးကနတ်ဆင်ရှင်ရောက်တဲ့နေ့ခွေကနေလဲကြသွားတယ်။တပင်ခွေမှာရက်နေရဲ့ဆရာကြီးကအပြင်သို့ထွက်လာတယ်။ မောင်ကြီးနတ်သားရင်နဲ့ပြန်လိုက်လဲနေရဲ့မင်းကလေးအတိဝင်လာပြီးထထန်လိုက်တယ်ဟင်ကျမကျမမင်းကလေးဘာမှမဖြစ်တော့မင်းကလေးကိုအနောက်ရှက်ပြုတ်ခဲ့အောင်လန်းစရာတွေလည်းပြေးပါပြီထိုအချိန်ရွာရဲရလူတချို့နဲ့မင်းကလေးရဲ့မိခင်ဖခင်ဆွေမျိုးသားချင်းများရောက်လာကြတယ်။သူတို့အားလုံးဆရာကြီးနဲ့တပည့်မောင်အေးတို့အားကြည့်ပြီးအံ့အားသင့်နေကြတယ်။ဟင်ဒီမှာလဲဆရာကြီးနဲ့တပည့်တယောက်ဟိုဆရာနဲ့တပည့်တယောက်လည်းမမြင်ပါလားသူတို့ဘယ်ရောက်သွားလဲ မောင်အီးကအားလုံးကိုရှင်းပြလိုက်တယ်။လက်စင်မှာအောင်လန်းနီနဲ့တိုက်ခိုက်ထားပြီးလက်ပြူစားထားသလိုလိန်ညာခဲ့တဲ့အကြောင်းရွာသားတို့သိသွားကြတယ်။အောင်လန်းနီနဲ့ရုံညံ့တဲ့အစီရင်ပြုတ်ပြီးပြာချဟင်းတာဗရားနဲ့ဖြောတဇူဘောအောင်စုတ်တန်လှုပ်ပြီးဒီနဲ့စီအောင်မှာကိုခိုင်းကျင်သလိုရေးထားအောင်လန်းနီပဲရုံညံ့လုံလုံနှက်လဲအငိုင်းမိသွားပြီ။သူတို့ခိုင်းကျင်တဲ့အတိုင်းလိုက်လုံပြီးနေရ။ဆရာကြီးကဘလို့သိရလဲ။ဆရာကြီးနဲ့ကျွန်တော်တို့ခီးထွက်လာနတ်စင်ရှိရောက် ။ CIA ကအောင်လန်းစီရင်ထားတာကိုအာယုံပြုတ်ကြည့်ပြီးသိလို့သူတို့အစီရင်ဖျက်ပြစ်လိုက်တာ။ဒီကအစီရင်ဖျက်ပြစ်လိုက်တဲ့ချိန်မိန်းကလေးမှဝင်ဘူးကန်နေရွှားဆောင်နှက်လေ။အနောက်ဖွင့်လွတ်သွားတဲ့အတွက်နှက်ကဓာဆွဲပြီးလိုက်တော့တာပေါ့။ကဲကဲမိန်းကလေးလည်းနေကောင်းသွားပြီ။နောက်ကိုအခုလိုလှုပ်ရှားတဲ့မတန်မာရေးဆရာမျိုးနဲ့မကြုံရအောင်တတိထားပြီးနေကြပေါ့ကွယ်။ကျေးဇူးတင်လာပါဆရာကြီး။ကျွန်တော်တို့ရွာမှာဝင်တဲသွားပါအောင်လား။ကျွန်တော်တို့ကျေးဇူးပြုချင်လို့ပါ။ကျေးဇူးတင်ပါတယ်ကွယ်။ ဆရာကြီးတို့သွားရမယ်ခီးရဝေးလို့ရွာထဲမဝင်တော့ပါဘူးအပြန်ခီးဒီဘက်ရောက်ဝင်တဲပါမယ်အပြန်ကြရင်တော့အချိန်ရရမရရကျွန်တော်တို့ရွာဝင်ခဲ့ပါဆရာကြီးတရက်တန်တီနှစ်ရက်တန်တီအနားယူပြီးမှပြန်ပါဆရာကြီးကဲကဲအားလုံးပြန်ကြတော့ကလေးမလေးကိုလည်းအနောက်ရက်ဘသူမှ အနေမပေးနိုင်တော့ပါဘူးစိတ်ချလက်ချသာပြန်ကြတော့ဆရာကြီးတို့လည်းခီးဆက်တော့မယ်ထို့သူပြောဆိုပြီးဆရာကြီးလည်းရွာသားမြောက်ကြောခိုင်းကထွက်လာခဲ့ကြတယ်ငါအကြံလာနောက်ရက်တာ ဟိုဆရာဆုံးနေသူ့တပည့်မဟုတ်လားဟုတ်တယ်ဆရာကြီးစားရတော့မယ်ဟင်းခွက်တယ်တဲပြည့်ထည့်တယ်လို့ခန်းစားလိုက်ရတယ်ဆရာတပည့်တို့၃ယောက်တို့လည်းတောင်ကုန်းကမှုပေါ်မှာနေပြီးခြုံပင်များအကာအကွယ်ယူကာအခြေအနေကိုအကဲခတ်နေရယ်ကဲတပည့်တို့ငွေရပေါက်တစ်ခုပျောက်သွားပြီမဲ့စိတ်ပြက်စရာမလိုပါဘူးဆရာတို့ဒီလမ်းအောင်လာခဲ့ဦးတီချက်က ကြောက်တလုံးတိုက်ကိုဖောက်မဲ့ကိစ္စအကူအညီပေးဖို့မဟုတ်လားဟုတ်တယ်လေဆရာကြီးဒါနဲ့ကြောက်တလုံးတိုက်ကိုဥဆောင်ဖောက်မဲ့ဆရာကြီးရဲ့ဆရာနဲ့ဘယ်မှာဆုံးကြမှာလဲ ဒီကနေတနအိခီးလောက်သွားရတဲ့နှစ်ဆင့်ရေတကွန်မှာစုံဖို့ကြိုတင်မှထိုင်။ကြောက်တလုံးတိုင်နဲ့နှစ်ဆင့်ရေတကွန်တိမ်မဝေးဘူးဆိုတော့စီအားရအစီရင်ကြိုတင်လှုပ်ထားလိုက်မယ်။နောက်ကလိုက်လိုက်အဖိုးကြီးနဲ့သူ့တပည့်တို့မျက်ချေပြအောင်မြင်မြန်ရှောက်ကြ။အောင်လန်းစရာအသက်60ကျော်တပည့်နှစ်ယောက်က အသက်30ကျော်သွားနိုင်လာနိုင်တော့အထက်လန်းစရာကြီးကအသက်80ခန့်ရှိပြီမို့တနေ့ခီးဆိုရင်အတော်အလန်းကွာသွားပြီလိမ့်မယ်။တို့အတွက်ကြောင့်ဆရာတပည့်၃ယောက်လည်းတရက်ခီးကိုမနာမနေရှောက်ခဲ့ကြရာ ညနေ9နာရီခန့်နှစ်ဆင့်ရေတခွန်တို့ရောက်ခဲ့ကြတယ်။နှစ်ဆင့်ရေတခွန်ဆိုတဲ့အတိုင်းတောင်ပေါ်မှကျလာရေတခွန်ကတောင်လယ်မှာကြောက်ဆောင်တစ်ခုခန့်နေတဲ့ဖြစ်ဓာတ်ရိုက်ကြဆင်းမနေရောပဲပေ20ခန့်အကွာလောက်မှအောက်သို့ကြဆင်းလာကြနှစ်ဆင့်ရေတခွန်လို့ခေါ်ဆိုကြောင်းသိလိုက်ရတယ်။ဆရာတပည့်၃ယောက်တို့လည်းအချင်းအချင်းလှုပ်ထိုင်းနေရအောင်ရောက်လာခဲ့တယ်။ဆရာကြီးရဲ့ဆရာကိုအစင်သေးတွေးလိုက်တယ်။ဟာရောက်လာကြပြီ။ဒါကြောင့်အရာအားလုံးအဆင်ပြေရဲ့လား။ အခုချိန်ထိတော့အားလုံးအဆင်ပြေနေရပဲအစီမံဘယ်လိုလဲတိုက်ရဲ့အစီမံလားအထက်လန်းအစီမံပဲကွတိုက်မှာကြားရဲ့ဘလူးလေးကောင်ရဲ့ဘလူးမရဲ့အချားအချွေရံတွေရှိရဲ့အပြင်စီကိုဘလူးမဆောင်ပြီးအတွင်းစီကိုကြားဆောင်တယ်အားလုံးအောင်မြင်ဖို့ဘလူးမနဲ့ကြားချုပ်နိုင်ကြံတဲ့အချွေရံတွေထဲ့အတွက်စရာမလိုအားလုံးကြောက်တောင်ဝင်ထားခမရုစရာတပည့်တွေကကြောက်ရဲ့အဖော်ပဲကြုံလို့ကျင်တာရွှေငွေယတနာမဟုတ်ဘူးတိုက်အတွင်းထဲမှာရှိရဲ့ဗရောင်းရှင်လုံးရရင်တော့ပြီ ခမားတို့ရသမြရွှေဝင်အကုန်ပေးမယ်။ကောင်းပြီလေ။ဘဲနေသွားဖို့မလဲဆရာကြီး။မနက်မိုးလင်းတာနဲ့ခီးစားထွက်မယ်။မနက်ပြန်ညနေပိုင်းဆိုကြောက်တလုံးတိုက်ရှိရနေအောင်ရှောက်မယ်။တို့ဖြင့်ထုံညာအတွက်တိတ်ခုနေထိုင်ရန် နေရာထိုင်ခင်ပြုလုပ်ပြီးစားရေးတောက်ရေးစီမံနေကြတော့တယ်။ဟိုးတောင်ကပါဆောင်ကကြောက်ကြီးတလုံးတည်းထီထီထွက်နေတာတွေ့လား။ဟုတ်ကဲ့တွေ့ပါရဲ့ကြား။အဲ့ဒီကပါဆောင်ကကြောက်ကြီးအောက်မှာတိုက်ရှိရဲကွ။ဒါဆိုတိုက်နာရောက်နေပြီပဲ။ သူတို့ဆရာတပည့်လေးယောက်တိုက်ဧရိယာနဲ့နှီးနိုင်သမျှနှီးအောင်လာခဲ့ကြတယ်။ကဲရက်ကြတော့ဒီကနေပြီးဆရာကြီးအစီရင်လုပ်တော်မယ်။ဦးဆောင်သူဆရာကြီးကစီဖျောင်းတိုင်းသာထွန်းလိုက်တယ်။ပြီးတော့ထွန်းပြီးတော့ဖျောင်းနိုင်အင်းချက်များပေါ်တင်ပြီးစိုက်ထွန်းလိုက်တယ်။တိုက်ကိုစီချလိုက်ပြီးကောင်းဆောင်လုပ်သူဆရာကြီးကလက်အတွင်းရှိအင်းကိုကိုက်မြောက်ပြီးဂါရာများရွတ်ဖက်လိုက်ကရှီလလန်တို့ပြစ်ပေါက်လိုက်တယ်။တဝေါ်ဝေါ်မြည်ဟီလာတဲ့အတန်ကြီးနဲ့အတူလေပြေးကြီးကြလာပြီး တိုက်အောက်ချိန်မှာဖုံများဝေါကနေထလာ၏လေပြင်းကြီးကအနီနာတစ်ပင်များရိမ့်ရိုင်လောက်အထိအဆက်မပြတ်တိုက်ခိုက်လျက်ပင်ရှိလျာအချိန်ရလေအမှောင်ဘက်သို့တန်းလာပြီးမို့စိတ်ချောက်ချစရာကောင်းလာ၏တိုက်အောက်ကဘာရှိငေးပေါ်များလွှင့်စင်ကြတဲ့နေရာမှာဝုံးဆိုတဲ့အတန်ကြီးနဲ့အတူမီးလုံးများဥတက်လာသည်ကိုအာလုံးတွေ့ကြရတယ်။ကဲတိုင်းရဲ့အပြင်စီကိုအုပ်ချုပ်တဲ့အဆောင်ချုပ်ဘလူးမှကြောက်ရွံ့ပေါ်လာပြီ။ကြောက်ရွံ့ပေါ်ချီမန်းခွင်ပြေးပြီးသွားစွလိုက်။သွားအမြန်သွား တပိနှစ်ယောက်နဲ့တယောက်ကဆရာကြီးပေးထားတဲ့ချီမန်းကိုဆွရန်အနီးသို့ကတ်သွားနေ။မောင်ကြီးအောင်လန်းဆရာကြီးတော့တိုက်ကိုချုပ်နေပြီ။ဒီဆရာကြီးဘလောက်ဆွမ်းလဲစောင့်ကြည့်အောင်မကွ။တိုက်ကလည်းဘယ်အထိတောက်ခံပြီးပြန်ခုခံမလဲစောင့်ကြည့်သေးရပေါ့။သူတို့ကတာနေတော့ဆရာကြီးသူတို့တာမဲ့အချိန်နေဆိုရင်ဆရာကြီးဒီတိုင်းမနေပါဘူး။ခဏလေးတိခံ။ကဲအချိန်နေစောင့်ကြည့်ပါအောင်မောင်ကြီးရဲ့။ဟုတ်ကဲ့ဆရာကြီး။တို့ဖြင့်အထက်လန်းဆရာနဲ့တပည့်မောင်ကြီးတို့က အောင်လန်းစရာနဲ့မနီမဝေးမှာအခြေအနေအကဲခတ်စောင့်ကြည့်နေကြတယ်။တခဲနဲ့ဆူညံ၍လာတဲ့နန္နာဘွားရဲ့အဟိတ်တံများမှလည်းကြောက်မော့ဖွေရာပေါ်ထွက်လာရုံများမကဟိတ်ကောင်တူရုံမှာကြောက်ရုံသာမကန့်နဲ့။အဆောက်များကအဆွေများဖွဖွင်းမျက်လုံးများပြူးထွက်ကချီမန်းကွင်းဆွရန်သွားနေသူအောင်လန်းစရာတပိတ်အား၆လန်းထုံနေရဲ့။အတန်ဆိုးအတန်နဲ့ကြီးများဖြင့်အဟိတ်ကချင်းချောင်းနေတဲ့အတန်ကြောင့်ချီမန်းကွင်းဆွမဲ့လူလဲအနာမကန့်ရဲပင်ရှိနေရဲ့။ ဟိကောင်မကြောက်နဲ့မကြောက်နဲ့ဆွတ်လိုက်မြဲမြဲအောင်လန်းစီယာရဲ့အတန်ကြောင့်တပည့်လေအားတက်သွားကကြောက်ဘလူးမရုပ်ကိုချီမန်းကွင်းဆွတ်လိုက်တယ်ကြောက်ရုပ်ကိုချီမန်းကွင်းဆွတ်မိသည်နှင့်စူညံနေသောအတန်များနေပြေးတိုက်ခိုက်တဲ့အတန်များလည်းငြိမ်သက်၍သွားလျက်အိမ်ဘလူးမကြောက်ရုပ်ကိုချုပ်ပြီးကွကျောင်းရုပ်ကိုခြုံမိသည်နှင့်ခေါင်းဆောင်လုပ်သူစီယာသည်ဒုတိယအင်းချက်ကိုဂူဝါတော့ပစ်သွင်းလိုက်လျက်တကြုံကြုံတကြိုင်ကြိုင်မြည်ဟီး၍သွားတဲ့အထံကြီးနှင့်အတူ တောတောင်တစ်ခုလုံးမှာလည်းရုတ်ရုတ်တသက်ဖြည့်ဖြည့်လာလျော်တယ်။လေတို့ဒီလည်းငြိမ်သက်နေရမှပြန်လည်၍တဟီဟီနဲ့အဆက်မပြတ်တိုက်ခတ်ပြန်လျက်တိုက်ခိုက်လာရင်လေပင်းနဲ့အတူဘုံဆိုတဲ့အတန်ကြီးနဲ့မရှိမနှောင်းပါဘူး။ကြောက်တလုံးအောက်ကပါကြီးအလေးမှာကြောက်ကူကြီးတစ်ခုရဲ့တရံသည်ရုတ်ရက်ပေါ်ပေါက်၍လာခဲ့တော်တယ်။ထို့အခါကောင်းဆောင်ဖြစ်တဲ့အောက်လန်းဆရာကြီးကဂိုင်းစီးရီးယအပြင်းမထွက်ကြနဲ့။လာသမျှရင်ကြုတ်ခုခံမယ်။ အောင်လန်းဆရာရဲ့ခက်မမာပြောလိုက်တဲ့ကြောင့်ကြံတပင်းနှစ်ယောက်လဲထိုဆရာနောက်မှနေပြီးပတ်ဝန်းကျင်အကဲခက်ကြည့်ရင်ထိတ်လန့်နေပုံရတယ်။မကြမီလှိုင်ကောင်းကြီးအတွင်ဘက်မှာအတန်နဲ့အတန်အော်ကြီးများနဲ့အတူတဝီဝီအော်မီလာတဲ့ဗရုံးကောင်ကြီးများတွေ့လိုက်ရတယ်။ငှက်တကောင်နဲ့ကြီးမားတဲ့ဗရုံးကြီးများဖြစ်တယ်။တချက်တုံးမိလင်းပင်အတန်ပြောင်မီမှာတည်ချလာတယ်။ခေါင်းဆောင်ဆရာမခိုးမခန့်ရှယ်မောလိုက်တယ်။ဟာဒီလောက်နဲ့လာချောက်မနေစမ်းပါနဲ့ကွာ။ မင်းတို့ကောင်ချုပ်ကိုယ်တိုင်လာတိုက်ဆမ်းပါပြောနေကြတယ်။ကဲလာလေရောဟဲ့မိသည့်အရာနဲ့ပြစ်ပေါလိုက်သည်မသိဝေါဟွေဝေမိပြီးမိခိုလုံးကြီးထလာပြီးနောက်ဗရုံးကောင်များပျောက်ကွယ်သွားတော့တယ်။ခဏအကြာတင်းပုတ်ကြီးများကင်ထားတဲ့ဘလူးဂျင်းလေးကောင်ရုတ်တရက်ပေါ်လာပြီးလိုင်ကူအထက်မှအောက်သို့ခုန်ချလိုက်တော့တယ်။အုံးဆိုရဲအတန်ကြီးထွက်ပေါ်လာပြီးတောင်ကပတ်ကြီးတစ်ခုလုံးတင့်ကနေဖြစ်သွားလေ။ထိုချိန်ကောင်းဆောင်စီယာသားလေးတီတီငင်ငင်ရှိနေပြီး ကြံတပိနှစ်ယောက်နဲ့အောင်လန်းဆရာတို့ကစိုးရင်နေကြတယ်။ဆရာကြီးနိုင်ချေရှိပါမလား။မစိုးရင်လည်းစီးအပြင်ကိုသာမထွက်ကြနဲ့။ကြားရုပ်ဆိုရရော။အဲ့ဒါတိုက်ရဲ့အတွင်းဖက်စီကိုစောင့်နေရ။အစောင့်နေနှိမ်နေနိုင်လို့တိုက်ဖွင့်တန်လျက်ကန်နဲ့ဘလူးကြီးတကောင်ထွက်ပြီးနှိမ်နေရအောင်မကွယ်။ဘလူးကြီးကိုကြော်ရနဲ့ကြားရုပ်ကိုချီမှန်းခွင်းဆွရအောင်မယ်။သူ့ကိုဆွနိုင်အားလုံးပြီးပြီ။သူကအတွင်းစိတ်ကိုစောင့်နေအတိတ်ကကြပဲ။တန်လျက်ကန်ဘလူးကြီးကိုမြင်လာနဲ့ကြောက်လန့်ပြီး ကြားရုပ်ကိုချီမန်းခွေမစွတ်မိတော့ပြေးပြေရောပေါ့ကွယ်တန်နဲ့ဘလူးမကြောက်ရုပ်ကအရေးကြီးဆုံးဆိုဆရာကြီးအဲ့ဒါအပြင်အစည်းအတွက်ခေါင်းချုပ်ပဲအခုသူ့ကိုချီမန်းခွေနဲ့ချုပ်ထားပြီးပြီမဟုတ်လားဒါကြောင့်ဘလူးမောင်ကြောက်စရာမလိုတော့ခေါင်းဆောင်အောင်လန်းစရာအစွမ်းထလိုက်အဆောင်ဘလူးလေးကောင် သူ့ရဲ့အစည်းအရင်စေးဘလူးဖြစ် ခုခံတိုက်ခိုက်နေရအဆောင်ဘလူးလေးကောင်ရှုံနေလျက်ရှိနေလေပြီ။ ထိုအချိန်အရာအလုံးကိုအကဲခတ်စောင့်ကြည့်နေတဲ့အထက်လန်းဆရာကြီးကကဲတပည့်မောင်ကြီးတို့ဘလူလေးကောင်လေးနိုင်နေပြီအခုတိုင်းဆိုတိုက်ကရှုံးနေပြီတို့တိုက်ထဲဝင်သွားကြတော့မယ်ဟောဟောတို့တိုက်ထဲဝင်မလို့စီးပြုံထွက်သွားကြပြီမောင်ကြီးကအမြန်ခုန်ကြပြီဘလူမောင်ချုံနောင်ထားချီမန်းခွေသွားဖြုတ်လိုက်ဒီကောင်လေးတိုက်ထဲဝင်လို့မဖြစ်ဘူးတိုက်ပွင့်နာနဲ့နွားရုပ်ကိုအသက်သွင်းပြီးဆရာတိုက်ခိုင်းမယ်ဒါမှအောင်လန်းဆရာတပည့်ပဲနွားအနေရဲ့တိုးလာလို့ ကြားရုပ်ကိုချိန်မှန်းဝေမစွန့်နိုင်မရှိလိမ့်မယ်။ဆရာကြီးပြောနေစမှာပဲတိုက်ဆရာတဆူတို့လည်းတိုက်ရှိသူရောက်သွားကြပြီးအေးနဲ့ပေါက်လိုက်တဲ့နေတပြိုင်နက်ကျဲလောင်တဲ့အတန်ကြီးဖြစ်ပေါ်လာပြီးမိခိုလုံးများလည်းဥထွက်သွားတယ်။တိုင်ရှိမှာကြောက်ဖြာတကားကြီးလည်းပွင့်သွားတော့တယ်။ထိုစဉ်နောက်မှာကျဲလောင်သောတွန်းတန်ကြီးနဲ့အတူနွားလာကြီးကိုဆရာတပည့်တဆူတို့ဝုန်းကနေခုံလွားရောက်ရှိသွားတယ်။မောင်အီးနဲ့အငယ်စွန့်ကဘလူးမကြောက်ရွံ့ကိုစွန့်နေတဲ့အချိန်မှန်ကွင်းကိုဆွဲချော်လိုက်တယ် ဒုက္ခနာမှာပင်ကြောက်ရွံ့ဘလူးမအသင်မှချောမောလှပိုင်မင်းကလေးတံတန်းရုတ်ချီပေါပေါလိုက်ထိုမင်းကလေးနှုတ်မှအဆူရှိုင်းအတန်နဲ့ဆက်ကဆက်ကထဆန်းအပြန်ထဆန်းမင်းကလေးစကားအစုံတိုက်အတွင်းမှကျေလောင်နဲ့ကြားဟိတ်တန်ကြီးပေါထွက်လာကဆရာတစုရှိဝုန်းကနေခုံလာရောက်ရှိလာရင်ထိုအချိန်မှာဆရာကြီးကနွားကြီးအားပြန်၍ခေါ်လိုက်သဖြင့်ဆရာကြီးခေါ်တဲ့အစုံနွားလာကြီးပြန်လှည့်လာကလက်ဖွားပေါ်သို့ခုံတက်လိုက်သည်နှင့်ချက်ချင်းပင် ဆရာကြီးရဲ့လက်ပေါ်မှာနွားရုပ်လေးအဖြစ် ပြောင်းသွားတော့တယ်။အောက်လန်းဆရာတပည့်တို့လည်းကြားရံမှာလွတ်ရဲအသက်လှုပ်ပြီးပြန်လှည့်ပြေးရလျော်တယ်။ကြားကြီးမှလည်းတဝဝဟိမ့်ပြီးနောက်မှပြေးလိုက်လျက်ရှိတော့တယ်။ဆက်ကဆက်ကပြန်လာလေလာလေအမိတ်ပေးတဲ့အစုံကြားကြီးမှလှည့်ပြီးပြန်လာကအနားမှာလာဝင်နေရော်တယ်။ဆရာကြီးကြောက်ဘာကြောင့်ပြန်ခေါ်တာလဲ။သာသနာအတွက်အလုံးလုံးနေကြတဲ့သူတွေပဲ။အန်ရဲ့ကင်းပြီဆိုမှတော့ဘာကြောင့်လူအသက်ကိုတတ်ခိုင်းတော့မှလဲ။ လူအသက်ပဲဖြစ်ဖြစ်တရိษံအသက်ပဲဖြစ်ဖြစ်မသက်ဖြင့်အကောင်းဆုံးမော့ကွယ်ကဲမဲရခနောက်ကိုအမှုမဲအမှတ်မဲမနေနဲ့တောင်ဝင်တိတ်ကြီးတဲ့အဝင်စီးကိုစောင်းရတဲ့တောင်ဝင်ယူထားမှာတော့စီးပေါက်လို့မဖြစ်ဘူးအခုအပြင်စီးပေါက်သွားလို့တိုက်စရာတွေတိုက်ဖွင့်နိုင်တဲ့အထိအခွင့်ရရသွားကြတယ်နောက်ကိုဂရုတဆိုင်အမြင်နေပါမယ်ဆရာကြီးအခုဒီကြောက်တလုံးတိုက်ကုန်တိုက်စရာတွေတည်သွားပြီဖြစ်တဲ့အတွက်တနေ့နေ့တစ်ချိန်တစ်ချိန်မှာရောက်မလာဘူးလို့တောင်ဝင်မယူနိုင်ဒီအတွက်အထက်ပုဂ္ဂိုလ်တွေကလည်းအမိန့်ရှိလိုက်တယ် ဒါကြောင့်သင်တို့တိုက်ကို၃ရက်အတွင်းကငင်၃ပင်စခန်းပြောင်းကြရမယ်လို့ညွှန်ကြလိုက်တယ်။ဆရာကြီးတို့ဘယ်နဲ့ခီးဆက်ကြမှာပါလဲ။မနက်မိုးလင်းတာနဲ့ပြန်ကြမယ်ကွ။ဒီညတိုက်ထဲမှာအိတ်ခံပြစီဆရာကြီး။ကိစ္စမရှိဘူး။ဒီပြင်ဘက်မှာပဲနေရာထိုင်ခင်းရှင်းလင်းပြီးညအိတ်လိုက်ကြမယ်။အထက်လမ်းဆရာကြီးလည်းနောက်နေ့ပြန်ရမည်ဖြစ်သဖြင့်မိမချော်လီအားအဆအဆမှားကြပြောစုံနေလေ။ညရောက်တော့ဆရာကြီးအားမောင်ရီယာမရှင်းတီကိုမင်းမီရဲ့။ဆရာကြီး ဘလူးမကြောက်ရွံ့ကအသက်ဝင်လာတိတ်ချောတဲ့မိန်းကလေးဖြစ်နေပါလားအဲ့ဒါလူသားရီနဲ့ဆက်ဆံနေရလို့မူလာရုပ်သိမ်းမပြဘဲလူလိုဖန်ဆင်းထားတာမင်းရှိနေလို့လဲမကြောင်မလန့်အောင်ဖန်ဆင်းထားတာအားလုံးမူလာအသွင်ရကြောက်စရာရုပ်ချမ်းကြီးတွေပဲကဲကဲဖះအာယုံပြုတ်ပြီးအိပ်ပြီးရောမနဲ့စောစောထပြီးခီးထွက်ကြမောင်အီးလဲဆရာကြီးအမေရှိရဲ့အတိုင်းဖះရှိခိုးပြီးရှိခိုးထိုက်သူများအားရှိခိုးဥချကအမြဝီမြစ်တာပေါ်ပြီးအိတ်လိုက်ရာ ခဏအတွင်းမှာပင်နှစ်ချိုက်ကြွာအိမ်မောကျသွားပါတော့ရယ်ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်